ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကြီးကြီးရဲ့ဒီနေ့တော့နေရာတကယ်လှပြီးကောင်းတဲ့ဖန်ပကန်တွေခွက်တဲ့အများကြီးရှူလာခဲ့တာပဲပြီးတော့ငါလိုချင်နေတဲ့ဒီဇိုင်းလေးနဲ့တပုံစံနဲ့ပဲအဲ့ဒါလေးတွေကျမတို့ထုတ်ပေးပါအောင်နော်ပြီးတော့ခွက်ဒီဇိုင်းအစ်စ်လေးတွေလည်းပြပေးအောင် ရောပါတဆိုင်အစ်စ်တွေပါလာတဲ့မှာတာမျိုးတခြားမှာသွားဝင်အနည်းဆုံးတော့9000လောက်ပဲအမကျမပဲတာတွေကို3000လောက်နဲ့ရောင်းပေးရနော်ဒါလေးကတော်တော်လှတဲ့ဒီဇိုင်းပါလားငါအဲ့ဒါမျိုးလေး online မှာတွေ့တာ8000တောင်မှပဲကဲအဲ့ဒါလေးပါထုတ်ပေးလောက်နော်ရော့ဒီမှာပတ်စံဟဲ့မြင်လားမမကြီးတို့အခုတော်တော်ပကံတွေရောင်းပြီးတော့တော်တော်လေးကိုအဆင်ပြေနေရနော်ပကံနေခွက်တွေကလည်းတော်တော်လေးကိုရောင်းကောင်းနေတယ်ဟုတ်မှာပေါ့ရက်ွက်ထဲကလူတွေအကုန်လုံးလဲ ရည်ရည်စီအားပဲပကံခွက်တွေဝယ်ကြတော့တာကိုသူတို့တွေပဲရများပတ်စံတွေရကြလို့အဲ့လိုဖန်ပကံတွေခွက်တွေကိုလှုပ်ရောင်းနေနိုင်ကြလည်းမသိဘူးနော်အရင်ကဆိုသူတို့မိသားစုမှလေစားစရာပကံတော့အလုံးလောက်မရှိလို့တဲ့ပကံလေးကိုမျှစားပြီးနေထိုင်ရတာလေလောကကြီးမှာသူများတကာအောင်မြင်နေတာကိုမြင်ပြီးမနာလိုဖြစ်ကြတဲ့သူတွေကအမြောက်များရှိတတ်ကြပါတယ်အဲ့လိုမျိုးလူတွေကလည်းကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြောက်များတွေ့နိုင်ပါတယ် ဒါဆိုရင်သူတို့ပြောတယ်လို့မျိုးရီရီတို့မိသားစုကပတ်စံမရှိလို့ဥခွက်ပကန်းတော့အလုံးလောက်မရှိဘူးဆိုရင်ဘာလို့ဒီနေ့မှတော့သူဟာကိုပိုင်ပကန်းဆိုင်ကြီးကိုဖွင့်ပြီးတော့ပျော်ရွှင်အဆင်ပြေနေတာလဲဒါဆိုရင်ဒီအကြောင်းလေးကိုသိရဖို့အတွက်ပုံမြင်လေးကိုအစကနေပြင်ကြည့်လိုက်ကြရအောင်ဟဲ့ချွေးမလေးရေနင်မနဲ့6နာရီလောက်တည်းကထမင်းချက်နေတာကိုအခုချိန်ထိအသီးနှံဟင်းတွေထမင်းတွေဟင်းတွေကမကျက်သေးဘူးလားကလေးမြောက်ကပိုက်စားလို့စောင့်နေကြတာကြာပြီဒါလည်းပြန်လာတော့မှချိန်ရောက်နေပြီမတက်နိုင်ဘူးလေအမေရဲ့ ိုးခွက်ပကံလေးကအလုံးပေါင်းမှလေးခုလောက်ပဲရှိတော့ချက်ရတာအချိန်တော့ပေးရမယ်လေအဲ့ဒါတော့လည်းဟုတ်ပါရဲ့ဟဲ့ငါလည်းနင့်ကိုဘာပြောရမှန်းအောင်မသိတော့ပါဘူးနင့်မှာတစ်ခုချက်လိုက်တအိုးစေးလိုက်တပကံပြန်စေးလိုက်နဲ့ကြာနေမှာပေါ့ငါနင့်ကိုပေးရနေကြုံနေပေးပါမယ်ကြည်တို့အိမ်မှာတော့ဒန်အိုလီတလုံးပကံပြားနှစ်ချံကြီးကွက်တစ်ခွက်နဲ့ဇွန်လေးနှစ်ချောင်းလောက်သာရှိပါတယ်။ဒီလိုအိုးခွက်ပကံလေးခုလောက်ကလွေးပြီးတော့လဲသူ့မှာဘာမှမရှိပါဘူး။အမေကြည့်အောင် ဒီကောင်စုတ်ကသမီးဝေစုစားပစ်ပြီးသူစားသွားတဲ့အာလူကသမီးဟာနင်လဲငါအာလူကိုစားပစ်တာပဲလေငါနင်စားလို့ပြန်စားတာဟာနင်တို့ပါလို့ရံဖြစ်နေကြတာလေနင်တို့အဲ့လိုရံဖြစ်ရင်းနဲ့ထမင်းစားနေကြမှာလားပြောနင်တို့ထမင်းစားနေတာပတ်သက်တယ်လို့မရဘူးအောက်မှာကြီးပဲရီရိုတေတေစားစမ်းဟဲ့သမီးရဲ့နင်ကလည်းဘာလို့ကလေးတွေကိုအော်နေရလဲသူတို့ခမရပကံတစ်ချက်ထဲနဲ့အတူတူစားရတာဆိုတော့တလောက်တော့ရှိမှာပေါ့လေကဲကဲသူတို့အရင်ဆုံးတေချာထည့်ပေးလိုက် ပြီးမှငါတို့စားကြမယ်။ပကံတစ်ချက်သေးပဲထည့်ပြီးတော့အတူတူစားရတာမို့သူတို့ကအမြဲတမ်းလိုလိုပြဿနာတက်နေပါတယ်။ပြီးတော့တပကံနေစားရတာမို့အောက်တွင်လေးဖိတ်ကဘဲတော့မှလည်းထမင်းကောင်းကောင်းမစားရပဲစိတ်ညစ်နေရပါတယ်။ရှင်လက်ကဘာဖြစ်တာလဲ။မင်းလည်းသိတဲ့အတိုင်းငါဖန်ဆက်ရုံမှလှုပ်လှုပ်တာဆိုတော့လေဒီလိုပဲမကြာခဏဒံယာရီရတော့ရှားတက်တာပဲ။အော်ဒါနဲ့မင်းကိုပြောဖို့မေ့နေတာ။နှစ်ရက်လောက်နေရင်တော့က၃-၄ရက်လောက်လာနေမှာမဟုတ်လို့တဲ့။ဘာလို့ဘာလို့ကြာမလဲ။ စားဖို့တောက်ဖို့အဆင်ပြေအောင်လုပ်လို့ရပေမဲ့ပကံတွင် ရှိတာတော့စိတ်ပူတယ်ပကံလေးတစ်ချက်ထဲနဲ့အိမ်မှာဘလို့လုပ်ပြီးထမင်းစားကြရမှာလဲဒီနေ့ကမှပကံလေးကအရင်ဟုံဈေးကြီးနေတာပကံလေးတစ်ချက်ဝင်9ရောင်းနဲ့ဘယ်တော့မှမပကံလေးအဲ့လောက်ဈေးကြီးသွားလဲမသိပါဘူးဒီလိုဆိုငါတို့စင်းရဲသားတွေကပကံနေ့တောင်တူတူတန်တန်စားနိုင်တောင်းနိုင်တော့မှမဟုတ်တော့ဘူးကျမအိမ်နီးနာချင်းတော်မစီကနေသွားငါကြည့်လိုက်ပါဦးမယ်ဤလင်ပေးငါဒေါမစီကိုသွားက၃ရက်လောက်ပကံခွက်တွေခဏငှားပေးဖို့ပြောလိုက်ပါတယ် ပကံတွေကိုနှင်းတော်ကပေးလိုက်လို့ရပါတယ်။ဒါပေမဲ့နှင်းပကံတွေကိုသေချာရိုရိုတည်တည်ကင်ရမယ်နော်။ငါတို့ကငါတို့သုံးတဲ့ပကံတွေကိုအွန်လိုင်းကနေဈေးကြီးကြီးနဲ့ပေးဝယ်ထားတာတကယ်လို့တခုခုသာပျက်စီးသွားလို့ရတော့နှင်းကိုပတ်စံပြန်ရောခိုင်းရမှာပဲ။နင်တို့ကပကံတော့ဝယ်နိုင်တဲ့ဟာတွေလည်းမဟုတ်တော့ပကံတခုဘလောက်တမိုးကြီးလဲဆိုတာလည်းသိမှမဟုတ်ပါဘူးလေ။အခုလို့အချက်မရှိပဲအိမ်နီးနားချင်ပကံလာငါပြီးဧည့်သည်ကိုဧည့်ခံဖို့လုပ်နေတာပဲကြည်ပါလား။ဒေါ်မရဲ့ဒီလိုနှိမ့်နေတဲ့စကားတွေကိုကြားပြီး ။ယီယီကတော့ရင်ကိုအစီမကောင်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့တနာစရာယီယီကတော့ဒေါမကိုဘာမှပြန်မပြောနိုင်မယ်။ပကံခွက်တွေကိုယူကအင်ကိုပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့အင်ကိုအဲ့တဲ့ရောက်လာတဲ့အခါမှာတော့သူဟာအဲ့တဲ့ကိုအဲ့ဒီပကံတွေနဲ့အဲ့ခံတွေ့မိလိုက်ပါတယ်။မုံတွေပဲဟင်းတွေအသီးနှံဟင်းတွေချက်နေမဲ့အစားထမင်းပေါင်းလေးပဲလှုပ်လိုက်တာကောင်းမယ်။ဒါဆိုတပကံထဲနဲ့ထည့်ပြီးအားလုံးအဆင်ပြေပြေစားလို့ရတယ်။ ဥခွက်ပကံတွေမလောက်ကြောက်ကိုတောကရောက်နေတဲ့ရီရီလိန်ဥတလုံးတင်းနဲ့ပြီးတဲ့ထမင်းပေါင်းကိုသာလှုပ်လိုက်ပါတယ်။ဒီလိုနဲ့သူလိန်ထမင်းပေါင်းဦးရင်ထဲဖို့မြူသီးမုံထုတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အထုတ်သေးကငရုသီးမုံတွေကသူ့မျက်နှာကိုလာဆင်ပါတယ်။ပြီးတော့မျက်စိရီလိန်အရင်ဆက်သွားပါတော့တယ်။အာအရင်ဆက်တာပဲ။ရေးရေးရေးပမာပါလေ။အာသူလိန်အမြန်ခြံဝင်းလေးကိုတွားပြီးတော့မှမျက်နှာကိုရေးနေတက်လိုက်ပါတယ်။ ကန်တွေမရှိရင်တင်မကပဲသူ့အိမ်မှာတော့ရတာမုံတွေကိုထိတ်ဖို့အတွက်ဘူးလေးတွေတောင်မရှိပါဘူး။ဒါကြောင့်သူလည်းအဲ့ဒီအမုံတွေကိုကြွကြွအိတ်တွေနဲ့ပဲထိထားရပါတယ်။ဒီလိုနဲ့ပဲရဲနေငယ်ကြောက်သွားပြီးတည့်ရမှာတော့ဤတို့အင်းရှိမှာလူတချို့ကမြောက်တိနဲ့ပွင့်ပြစားနေပါတယ်။ဒီခါမှာပဲပွင့်ပြနေတဲ့သူဟာရေးစားတာကြောင့်ဤအနောက်ကိုသွားလိုက်ပါတယ်။အမကြီးရေလေးအရန်စားလို့ပါရေတစ်ခွက်လောက်တိုက်ပါနော်။အော်ရှင်ရလေလေသူ့ဆရာများရေသွားတောင်းတောက်ရတယ်လို့ တို့အိမ်မှာတို့ကိုယ်တိုင်တောက်ဖို့တောင်ရေခွက်မရှိဘူး။သူမြောက်ဘယ်မှာများရေတိုက်နိုင်မှာလဲ။ခဏနေအောင်ရှင်အတွက်ကျမရေယူလာခဲ့ပေးမယ်။ဒုံမစကားကြောင့်ရီရီလေးအားလုံးရှိမှရှက်သွားရပါတယ်။ပြီးတော့စင်မကောင်းဖြစ်ပြီးတော့အင်ကူပြန်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲရဲနဲ့ငယ်လောက်ထက်ပြီးတော့ထက်ကြသွားခေကရီရီလေးရွာနာကဇီးလေးကနေပြီးတော့အသီးနှံတွေတော့ဝယ်ပြီးပြန်လာခဲ့ပါတယ်။လန်တိုအမားတို့သူကပကင်းခွက်ရောက်တွေရောင်းနေတဲ့ဆိုင်ကိုတွေ့လိုက်ရပြီး ိမ်မှာတော့ပကံခွက်တွေနဲ့နှပါးတွေရတာမှုန်ဘူးလေးတွေပါခင်းကျင်းထားခဲ့ပါတယ်။ဒါကိုကြည့်ပြီးတော့ဒီဖန်ပလင်းတွေကတော်တော်လှတာပဲ။ငါအဲ့ဒီထဲကိုအရတာမှုန်လေးတွေသာထည့်ရရင်တကယ်လှပတက်ရက်နေမှာပဲ။ငါလည်းအဲ့ဒီဖန်ပလင်းတွေကိုဝယ်နိုင်ကောင်းမှာပဲ။တန်းနေသူလဲအင်ကိုပြန်လာခဲ့ကညဘက်မှာတော့တေယောင်ကြောက်ကိုအဲ့ဒီအကြောင်းပြောပြလိုက်ပါတယ်။ပါလုံးလုံးတဲ့ဖန်ဆက်ယုံမှလည်းအဲ့လိုဖန်ပလင်းတွေလုတ်တယ်အဲ့လိုပလင်းတွေလုတ်တဲ့ဖန်တွေကအမြင့်အပူကြီးဖြစ်ပြီးတော့လွှင့်ပြရတာတွေလည်းရှိတယ် ဒါကြောင့်နောက်ရကြရင်မင်းလိုချင်လဲဆိုရင်ငါဖန်ဆာတွေနဲ့ပူလေးတွေလုပ်ပြီးယူလာခဲ့မယ်။မင်းသုံးလို့ရတာပေါ့။ရှင်တကယ်ပြောတာလားယင်။음တကယ်ပြောတာပေါ့။ဒီလိုနဲ့မောင်ခင်လေးနောက်နေဆက်ရွံရောက်တဲ့အခါမှာတော့နီလေစာနားတွေအချိန်မှာကောင်းတဲ့ဖန်ဆာတွေကိုရွေးထုတ်လိုက်ပြီးစက်တွေနဲ့ဖန်ပလင်းသီးလေးတွေကိုလှုပ်လိုက်ပါတယ်။ပြီးတော့ညနေအလုံးစင်းတဲ့အခါမှာတော့အင်ကိုယူလာပြီးရီရီကိုပေးလိုက်ပါတယ်။ဒီပူးလေးတွေကလှလိုက်တာရှင်းဆိုင်ရဟာတွေထက်တောင်ပိုလှသေးတယ် အခုကျမတီးပူးတဲ့ကိုအရသာမောင်းနဲ့အကုန်ထည့်ထားမယ်။ဂျုံနဲ့ဆန်တွေထည့်ဖို့လေဒီလိုပလင်းလေးတွေယူလာသေးတယ်။ဒီထဲကိုဂျုံနဲ့ဆန်တွေကိုတီချားလေးထည့်လိုက်ပါ။ဒါဆိုရင်အခုမင်းမီးဖို့ကြောင့်ပစ္စည်းလေးတွေကိုတက်တက်ရရထည့်ထားလို့ရပြီ။ဒီလိုနဲ့ရီရီလေးအဲ့ဒီဂျုံနဲ့ဆန်တွေကိုဘူးတွေနဲ့တီချားလေးထည့်လိုက်ပါတယ်။ဒါကြောင့်သူ့မီးဖို့ကြောင့်လေးကလှန်လေးလှောက်သွားပြီးအဆင်ပြေသွားခဲ့ပါတယ်။ပြီးတော့ဒီလိုနဲ့ပဲရန်နှင်းငယ်ကြာသွားပါတော့တယ်။ ီအီလိန်ထပ်ပြီးတော့ဈေးကနေအသီးနှံတွေသွားဝယ်တဲ့အခါမှာလမ်းထုံးဘက်မှာဖန်ပကန်တွေကိုတွေ့လိုက်ရပြီးလှပတဲ့ဖန်ပကန်များလေးတွေပကန်လုံးလေးတွေကိုတွေ့လိုက်ရပါတယ်။တောင်ကိုမြင်ပြီးတော့သူလိန်သူ့ယောက်ျားကိုလူချင်းချောင်းပြောလိုက်ပါတယ်။ဒါကြောင့်နောက်ရမှာတော့မောင်ခင်လိန်ထပ်ပြီးအပူဖြစ်နေတဲ့ဖန်ဆာတွေကိုယူကာသူတို့အိမ်အတွက်ဖန်ပကန်များလေးတွေကိုထပ်ပြီးလှုပ်လာခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေ့မှာတော့သူတို့မိသားစုလေးဟာကိုပိုင်ပကံလေးတွေနဲ့ပထမဆုံးအချိန်အဖြစ်ထမင်းတွေကိုစားနိုင်ခဲ့ပါတယ်။ဒီဖန်ပကံလေးတွေကလှလိုက်တာနော် မုံလေးတွေကိုလည်းတတရရရက်လေးထည့်စားလို့ရတယ်။တမီးကတော့ဒီညစပြီးတော့ဒီပကံနဲ့ပဲစားတော့မှအကူကတကယ်ကိုလာတဲ့ပကံလေးတွေကိုလှုပ်လာတာပဲ။အကူကတလောက်လာတဲ့ပကံလှုပ်တဲ့ဆက်ရုံမှလှုပ်ရတယ်ဆိုတာညီမလေးမသိခဲ့ရပါလား။ဒါပေါ့ဒါကြောင့်လေအခုငါတို့အိမ်မှာပကံတွေအကောင်းစားလေးတွေရလာတာပေါ့။အခုဆိုငါတို့ချက်ပြုတ်လို့လည်းရနိုင်ပြီ။ပကံကောင်းကောင်းတွေနဲ့လည်းစားနိုင်ပြီ။ဒီလိုနဲ့မောင်ခင်လေးနောက်ပိုင်းမှာဖန်ဆပူရီရှိရင်အမြဲတမ်းပကံခွက်တွေကိုယူလာခဲ့ပါတယ်။ ဒါကြောင့်မဲအခုတော့သူတို့အိမ်မှာပကံတွေခွက်တွေအများကြီးကတန်းစီနေပါတယ်။ဒီလိုနဲ့အဲ့ဒီနေ့မှာတော့သူတို့အိမ်ကိုအိနီနာချင်းဖြစ်သူဒေါခင်မြကရောက်လာခဲ့ပါတယ်။ပြီးတော့သူတို့အိမ်ကဖန်ခွက်ဥခွက်တွေကိုတွေ့လိုက်ရတာမို့ပြောလိုက်ပါတယ်။ဟာမလိုက်တာရှိရဲ့။နင်တို့အိမ်ကဖန်ပကံခွက်ရောက်တွေကလှလိုက်တာ။နင်ကရောဒီလိုဟာလေးတွေလောက်ပေးပါလား။ငါနင့်ကိုပတ်စံပေးမယ်လေ။ဟုတ်ကဲ့ပါမရေ။လိုချင်တာရှင့်ယူလိုက်ပါရပါတယ်။ ။ဒါနဲ့ခင်းမြလေးသူတို့စီထားတဲ့ပကံအစ်စ်လေးတွေကလင်းငါကုလောက်ကိုယူလိုက်ပါတယ်။ပြီးတော့အဲ့ဒီအစားခင်းမြကိုပစံပြန်ပေးလိုက်ပါတယ်။ဒါကြောင့်ခင်းမြလေးပကံခွက်တွေကိုရောင်းပြီးပစံရှာဖို့အတွက်အကြံရသွားခဲ့ပါတယ်။ဒါကြောင့်မောင်ခင်ကိုပကံတွေခွက်တွေအများကြီးမှာပြီးတော့နှင်းလေးနဲ့စပြီးရောင်းပါတော့တယ်။ဟာပကံလုံးလေးကိုကြည့်အောင်ဘလောက်လှလဲဆိုတာတားလေးတွေဝဲသွားပြီးထမင်းစပွဲမှာတင်ထားရရင်တော့လေအရှမ်းကိုလှမှသိချရတယ်တော်တော်လှတဲ့ပကံလေးတွေပဲဟဲ့ တစ်ချက်လောက်ဒီဘက်ပကံကိုလည်းကြည့်အောင်ဘလောက်တောင်လှလဲလို့ပြီးတော့ဒီဘက်ကခွက်လေးတွေလည်းအရန်ချစ်ဖို့ကောင်းတယ်ဒီဘက်ကအဆက်လိုက်လေးကဘလောက်လဲရင်အကြီးက9000အသေးက2500ပါဒီလိုနဲ့ပဲရည်ကြီးကတော့လှပတဲ့ပကံတွေခွက်တွေကို3400လောက်လေးတွေနဲ့သာဈေးလျှော့ပြီးရောင်းခဲ့ပါတယ်ဒါကြောင့်မေးရည်ကြီးလည်းဒီလို discount ဈေးလေးတွေနဲ့ရောင်းဖို့အတွက် idea ရလာပါတော့တယ်ပြီးတော့ဒီလိုဈေးနဲ့နဲ့ပကံတွေခွက်တွေကိုရောင်းပြီးပတ်စံတွေကိုစုနေပါတယ် ဒါကြောင့်ဈေးချိုးပြီးရောင်းကောင်းတဲ့သူဆိုင်လေးကိုလူတွေကလည်းအများကြီးတန်းစီပြီးအမြဲတမ်းလူလူလာဝေးကြပါတယ်။အခုတော့အရင်ကသူ့ပကံခွက်လေးတွေလာငှားတိုင်းပြောဆိုနေကြတဲ့အမျိုးသမီးတွေကတော့သူ့ကိုမနာလိုဖြစ်နေကြပါတယ်။ငါတော့သူတို့ရောင်းတဲ့အရေးသွေးနဲ့ပကံတွေကိုမကြိုက်ပါဘူးဟဲ့။ငါအွန်လိုင်းရရောင်းတဲ့အကောင်စားပစ္စည်းတွေပဲဝယ်ရတာကြိုက်တာဒီလိုနဲ့မောင်ခင်ကတော့ဖန်ဆက်ရုံမှာဖန်တိုဖန်စရီနဲ့ပကံတွေခွက်တွေကိုတီချာလုပ်ပြီးဒါရီကိုတော့ရင်းရီကဈေးချိုချိုလေးတွေနဲ့ပဲရောင်းချပေးပါတယ် ။ဒါကြောင့်သူတို့ကပတ်စံတွေကိုရှာလာနိုင်ပြီးတဖြည်းဖြည်းနဲ့သူတို့အိမ်အခြေအနေတွေလည်းကောင်းမွန်လာခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။